ာပါရှင်ကျမတော့ဝန်ဒီပါ DV ရုံမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ကြီးရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင် AR တိုင်းကြုံပြောမြို့နယ်ထဲမှာရှိတဲ့လဲသမားတွေကိုကိုဗစ်ကာလထုတ်ပေးထားတဲ့ချင်းငွေတွေနဲ့စိုက်ပျိုးရေးဌာနကချင်းငွေတွေကိုပြန်လည်ဆက်ခိုင်းရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြုံပြောဒေသခံတွေကလည်းသိရပါဗျာ မေလ19ရက်နေ့ကကြုံပြော်မြို့အေယာမင်းခမ်းမမှာစိုက်ပျိုးရေးဘဏ်မန်နေဂျာဒေါ်အေးတီရာကချင်းငွေပြန်ဆက်ဖို့နဲ့အစည်းအဝေးခေါ်ယူရာမှာ၃ချိန်မလာရောက်တဲ့လေသမားတွေကိုထောင်၃လချမဲ့အပြင်စစ်တပ်ခေါ်ပြီးနေအိမ်မှာရှိတဲ့အရွယ်ရောက်သားသမီးတွေတွင်းရင်စစ်မှုထမ်းခေါ်မယ်လို့ချင်းချောက်ပြောဆိုပြီးချင်းငွေတွေကိုပြန်ဆက်ခိုင်းနေတယ်လို့သိရပါတယ်။2020ခုနှစ်ကိုဗစ်ကာလချင်းငွေတဧကကို9000ကျပ်နဲ့ဘဲချင်းငွေတဧကကျပ်3000ခွဲစီကိုချေပေးထားတာဖြစ်ပါတယ်။ လယ်သမားတွေကချင်းငွေဆက်တဲ့အတွက်ချင်းငွေရရှိကြောင်းနဲ့ခေတ်ကာလမကောင်းရာသီဥတုကြောင့်စဘာအထွက်နှုံးတွေယော်နေနေတဲ့အပြင်စစ်မှုထမ်းဥပဒေကြောင့်လယ်ဆိုင်တဲ့လူငယ်တွေကအဆရှောင်တိန်နေရတာတွေကြောင့်အခက်အခဲပေါင်းစုံနဲ့ကြုံတွေ့နေရတဲ့အချိန်မှာစိုက်ပျိုးရေးဗန်မန်နေဂျာဒေါက်အေးတီရာကလက်မခံပဲထောင်ချပစ်မယ်လို့အချင်းချောက်နေရကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြုံပြောမျိုးကလယ်သမားတယောက်ကလည်းပြောပါရရှင် အာဝေတိုင်းပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကဆန်စက်လုပ်ငန်းရှင်တွေနဲ့မြို့ပေါ်အားလုပ်ငန်းရှင်တွေကိုခေါ်ယူပြီးစစ်ပေးရှောင်တွေကိုလှူဒန်းဖို့ဆန်အိတ်ဒါမှမဟုတ်လို့ရှိရင်ဆန်အိတ်ဖိုးတွေကိုငွေတောင်းယူနေတယ်လို့ပသိမ်မြို့မှာရှိတဲ့လုပ်ငန်းရှင်တချို့ဆီကနေသိရပါဗျ။ဆန်စက်လုပ်ငန်းရှင်တွေရဲ့ဆန်အိတ်တွေနဲ့အာဝေတိုင်းဝန်ကြီးချုပ်တင်မာဝင်းကမြို့တွေလှည့်ပတ်ပြီးစစ်ကောင်စီကလှူဒန်းတဲ့ပုံစံနဲ့စစ်ပေးရှောင်တွေကိုဆန်လှူဒန်းနေတယ်လို့ဆိုပါရယ်။ အမီမဖော်လို့တဲ့လုပ်ငန်းရှင်တယောက်ကိုမင်းမြဲရမှာတော့ဒါကသူတို့လုပ်နေကြပုံစံဖြစ်ပြီးဘာပွဲလုပ်လို့လုပ်ငန်းရှင်တွေစီကပဲတောင်းယူနေကြောင်းနဲ့အခုလည်းအစဉ်ပြေပြေတလို့ဆန်အိတ်ဝယ်ပေးပါဆိုပြီးအ ਨੇ ဆုံးလုပ်ငန်းရှင်တအိုးကို9သိန်းကနေသိန်း90အထိဆန်အိတ်ဝယ်ခိုင်းကြောင်းဆန်အိတ်ဝယ်ပေးရင်ဆန်အိတ်အစာငွေပေးရကြောင်းပြောပါတယ်စစ်ကောင်စီတပ်က4ကားတွေနဲ့ဆန်အိတ်တွေကိုတည်ယူနေတာဒီကနေ့မေလ23ရက်နေ့အထိ3ရက်ရှိပြီဖြစ်ကား ဘယ်ကနေတည်ယူနေရဲဆိုတာကိုတော့မသိရပေမဲ့နေတိုင်းလို့လို့အခောက်ရင်မနေဘူးလို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးကမြို့ခန့်နေစီကနေသိရပါရရှင်ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ကြကြောင်းမြန်မာနိုင်ငံအနှံ့ပြားမှာမိုးအတင်းတင်းကနေမိုးများနိုင်တဲ့အတွက်ငလင်တန်တင့်ထားတဲ့ဒေတာတွေကိုအထူးသတိထားဖို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဝေဝေသတင်းပေးပို့ထားတာပါရှင်။ ဒီနေ့ပင်လယ်ော်နဲ့အိန္ဒိယနိုင်ငံအနောက်ဖက်အရေဗျာပင်လယ်ဘက်မှာစိုက်ကလုန်းမွန်တိုင်းဖြစ်နိုင်ခြေရီကြောင့်မြန်မာနိုင်ငံအတွင်းမိုးများတာရေကြီးတာတွေဖြစ်နိုင်ပြီးငလင်တန်တင့်ထားတဲ့ဒေသတွေကို အထူးသတိထားဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ငံသတိပေးထုတ်ပြန်ထားပါတယ်။မေလ29ရက်မှာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာစိုက်ကလုန်းမွန်တိုင်းဖြစ်နိုင်ခြေက80ရာခိုင်နှုန်းရှိလာပြီးအရေဗျာပင်လယ်ဘက်မှာတော့မွန်တိုင်းဖြစ်နိုင်ခြေက90ရာခိုင်နှုန်းကိုလျှော့ချလာနိုင်ကြောင်းသိရပါတယ်။ နေဝေးလိုင်းနဲ့လီဘီယာနဲ့ရန်ဝန်အရှိန်တက်ရောက်မှုတွေကြောင့်နေလ25ရက်ကစတင်ပြီးမြန်မာနိုင်ငံနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမှုထစ်ချုံရွာနိုင်ကြောင်းဝန်နိုင်ကရှင်းပြပါတယ်။ကျူတင်ကမန်ဂျက်ဒီမှာတွေ့ပြီးတော့ဆိုလို့ရှိရင်တော့24 25လောက်ကစပြီးတော့ဒီနိုင်ငံလုံးအတိုင်းအတာနဲ့ကိုနေရာအနှံ့အပြားနေရာစိတ်စိတ်ဟိုလာမူအတင်းအတင်းရနေပြီးတော့မူညာနိုင်တဲ့အခြေအနေရှိပါတယ်။အဲ့တော့အများကြီးတော့မဟုတ်ဘူး။ အများဆုံးကျွန်တော်တို့မီလီမီတာ60လောက်တော့ဒါဟိုမွေးခြင်းရွာနိုင်တယ်24နာရီအတွင်းမှာပေါ့အဲလက်မအပြင်ဆိုလို့ရှိရင်တော့၄လက်မကျော်ကျော်လောက်တော့ရှိတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်တွေမှာအထက်လေဝေလိုင်းစတင်ဖြစ်ပေါ်လာနိုင်ပြီးလေပြင်းနဲ့ရံဝန်တစ်ခုဖြစ်ပေါ်ဖို့လည်းအစပြိုးလာနိုင်ကြောင်းဒီနေ့မေလ22ရက်နေ့ခံမှန်းချက်ရသိရပါတယ်။မွန်တိုင်းဖြစ်ပေါ်လာနိုင်ခြေတွေကြောင့် ငလင်တန်တက်ထားတဲ့ဇကိုင်းမန္တလေးနေပြည်တော်ရှမ်းပြည်တောင်ပိုင်းဒေသတွေကိုအထူးသတိပြုဖို့ဥက္ကဋ္ဌကဆက်ပြောပါဗျာ။အရေးကြီးလာလည်းမကောင်းဘူးဆိုလို့ရှိရင်တော့မိုးကြီးသွားနိုင်တဲ့အနေအထားရှိတယ်။နောက်တစ်ခုကတောင်ပြိုမြေပြိုတတ်တဲ့ဒေသတွေမှာဆိုလို့ရှိရင်တောင်ပြိုတာတွေမြေပြိုတာတွေဖြစ်နိုင်တယ်။နောက်တစ်ချက်အထူးဟိုအထူးသတိထားဖို့လိုတာကတော့ငလင်တန်တင့်ပြီးသားဒေသတွေပေါ့။ငလင်တန်တင့်ထားတဲ့ဒေသတွေမှာကဒီမိုးနည်းနည်းရွာတာနဲ့ ောက်ခဲ့တွင်ကရင်ဆက်လှုပ်တာတွေလည်းရှိတာနဲ့ထပ်ပြီးတော့အာတိုက်ပြိုကြတာတွေထပ်ပြီးတော့ဖြစ်တာတွေရှိတယ်။မိုးရေပြင်းများရင်မြေအကွဲကြောင်းတွေပေါ့ဆာဗေးရပ်ဖြတ်တွေထဲမှာစီးဝင်တဲ့ရေရှိကြောင်းတွေကနေပြီးတော့မြေသားပျော့ဣပြီးတော့မြေကျွန်းလာတွေဖြစ်နိုင်တယ်ဆားလည်းဖြစ်ပေါ့နော်။အဓိကတော့ဒီဒီနှစ်မိုးရာသီမှာကျွန်တော်တို့အာငလင်းတန်ထိထားတဲ့ဒေသတွေကတော့အထူးသတိထားဖို့လိုပါမယ်ဗျ။ ပင်လယ်ပြင်မှာလီဘီယားနဲ့ရဝန်စတင်ဖြစ်ပေါ်လာချိန်မှာတော့မိုးအားပိုလာတာမိုးပိုများလာတာတွေဖြစ်လာပြီးလေပြင်းတိုက်ခတ်နိုင်တာတွေလည်းရှိလာနိုင်ပါတယ်။ဒီအတွက်ကြောင့်မြန်မာကန်ယူရန်ဒေတာအားလုံးမှာလည်းမေလ25ရက်နေ့ကနေဇွန်လ3မိုင်အထိကိုမိုးတက်လေပြင်းကြကလိုင်းကြီးနိုင်ပြီးမိုးတက်လေပြင်းကြစင်မှာလေတိုက်နှုန်းကတနအီ35မိုင်နဲ့အထက်ရှိမှာဖြစ်ကြောင်းလည်းသိရပါတယ်။မေလ25ရက်မှာကချင်းစကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ပိုင်း မကွေးမန္တလေးနေပြည်တော်ပဲခူးအရှိမွန်ကရင် တနင်္လာရီတိုင်းတွေမှာမိုးများနိုင်ပြီးမေလ26ရက်မှာတော့ကချင်ကရင်ကယားနေပြည်တော် မကွေးစကိုင်းမွန်ကရင်တနင်္လာရီပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်မေလ28ရက်မှာတော့ချင်းစကိုင်းမန္တလေးမကွေးရှမ်းပြည်နယ်ရခိုင်ကယားပဲခူးကရင်မွန်နဲ့တနင်္လာရီတိုင်းတွေမှာမိုးများနိုင်တယ်လို့သိရပါဗျ။ကျမတို့ဝေပါ မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်ရုံးမင်လေးရွာကိုမေလ22ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်စီတပ်ကဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်၅လုံး၊ဖုန်ကြီးကျောင်းနဲ့တိမ်တလုံးကားတစ်စီးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။မနက်၄နာရီကျော်လောက်ကမိထီလာလေထက်စခန်းဌာနချုပ်ကနေတက်လာတဲ့ဆက်တက်လေဒီ၃စီးဟာရုံးမင်လေးရွာတောင်ပိုင်းနဲ့အရှိမြောက်ပိုင်းကလူနေအိမ်တွေနဲ့ဖုန်ကြီးကျောင်းတွေကိုပုံကျဲချခဲ့တယ်လို့ဆိုပါတယ်။ သူတို့ကျဲချတဲ့ဘုံတွေကမီးလောင်ဘုံတွေဖြစ်ပြီးတော့ရွာတွေကအိမ်တွေဖုံးကြီးချောင်းတိမ်နဲ့ကားတစီမီးလောင်သွားကြောင်းရွာသားတွေလည်းရွာထဲမဝင်ရသေးပဲအခုထိတောတောင်တွေထဲမှာထွက်ပြေးနေရတယ်လို့ဒေသခံရွာသားတယောက်က TVB ကိုပြောပါရယ်ရုံးမင်းလေးရွာလူနေအိမ်ကြီး200ကျော်နဲ့လူဦးရေ800နီးပါးနေထိုင်တဲ့ရွာဖြစ်တယ်လို့သိရပါရယ်ရှင် ကိုင်းတိုင်းမုံရွာမြို့နယ်ငကားတွင်းကျေးရွာကိုမေလ22ရက်နေ့ည8နာရီခွဲလောက်ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူ၂ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျာ။မုံရွာမြို့တောင်ဘက် မုတ်ပေါက်အနီးမုံရွာမန္တလေးတွာကားလန်းဘေးစစ်စေးရေးဂိတ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါဗျာ။ မောင်ရမျိုးဝင်မျိုးထွက်မအူရွာစစ်ကောင်စီဂိတ်ကနေပစ်ခတ်တာကြောင့်ငကတင်းရွာစူတောင်းပြည့်ဖရာအရှိဘက်ကိုလက်နက်ကြီးကြီးကြရောက်ပြီးယောက်ျားတယောက်နဲ့မိန်းမတယောက်ထိခိုက်ဒေဆုံးခဲ့ကြောင်းကလေးငယ်တွေအပါအဝင်ပြည်သူ၁၀ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံရွာသားတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကသခိုင်းတိုင်းအတွင်းရမျိုးနယ်တွေကိုပြန်လည်ဆိုးမှုနိုင်မှုနေချောင်းကနေပစ်ခတ်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေနေတိုင်းလိုလိုပြုလုပ်နေတာကြောင့်ဒေသခံတွေကစိုးရင်ကြောင်းလန်းစာနဲ့နေထိုင်နေရတယ်လို့သိရပါရယ်ရှင် တမိုးခရရဲ့ပကဖရဲဘော်10ရောက်တပ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်ဖို့နဲ့တာဝန်ရှိတဲ့သူတွေကိုအပြစ်ပေးအရေးယူဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။တိတိတင်ပြပို့ထားတာပါရှင်။စကိုင်းတိုင်းတမိုးခရကံမကြီးကျွော်အနီမြန်မာအိန္ဒိယနယ်စပ်မြန်မာပြည်ပအချမ်းမှာယာယီစကန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမိုးခရပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်10ရောက်ဟာမေလ14ရက်နေ့မှာစကန်းကနေပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ မေလ16ရက်နေ့မှာအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Arthur Rifle တပ်ဖွဲ့မဏိပူပြည်နယ်ချန်ဒီခရိုင်တရင်တစ်စီကနေပျောက်ဆုံးနေတဲ့ပကဖရဲဘော်တွေကိုရဝလောင်းဆယ်လောင်းအနေနဲ့ညှိနှိုင်းတောင်းဆိုလက်ခံရရှိခဲ့တယ်လို့သိရပါဗျ။ UNG အနေနဲ့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်ဘဲရက်ဆက်စွာတပ်ဖြတ်ခြင်းအပေါ်တာဝန်ယူစုံစမ်းဖြေရှင်းပေးဖို့နိနာသူမိသားစုတွေကိုနိနာချေပေးပြီးတာဝန်ယူဆောင်ရွက်ပေးဖို့ ။နောက်မှအလားတူကိစ္စတွေမဖြစ်ရေးအတွက်စီမံဆောင်ရွက်ပေးဖို့နှစ်နိုင်ငံ내ကြားစည်းညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်တာကိုယာယီရက်ဆိုင်မှုစတဲ့အချက်၆ချက်တောင်းဆိုခဲ့ပါဗျ။အိနီးချင်းနိုင်ငံဖြစ်တဲ့အတွက်အမြဲတမ်းဆက်ဆံရမယ့်အခြေအနေရှိတာကြောင့်နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးမပြတ်ဖို့အတွက်မြစ်တာရက်ခံတောင်းဆိုထားပြီးအိန္ဒိယအစိုးရဘက်ကတစုံတရာဆောင်ရွက်ပေးဖို့ယုံကြည်တယ်လို့ NUG ကဆိုပါတယ်။ယုံကြည်တော့အမှုမှန်ပေါ်ပေါက်ဖို့ယုံကြည်တော့မယ်။

အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးနေဆက်နေဦးစံတဲ့ကျေးရွာအနီးမှာလက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုသတင်းရတာကြောင့်စစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပြီးစစ်စင်ရေးအတွင်မှာတန်တရားရှိသူတွေကပြစ်ခတ်ခဲ့တဲ့နောက်စစ်တပ်ကပြန်လည်ပြစ်ခတ်ခဲ့လို့စစ်ဝတ်စုံဝတ်ထားတဲ့လူ၁၀ယောက်တိတ်ဆုံးခဲ့တယ်လို့အိန္ဒိယအခြေစိုက်မီဒီယာတွေမှာဖော်ပြကြပါဗျ။အလောင်းပြန်ရဖို့လုပ်တဲ့တဲယူတယ်အလေးပြုအခမ်းအနားနဲ့မိတဲ့ဂျူတယ် ညီပြင်းချက်လက်တွေကိုလေ့လာပြီး MOD ထံအစီရင်ခံစာတင်ပြထားတယ်။ NUG Move ကစတိတ်မန့်ထုတ်ထားပြီးတော့ဆက်လက်ဆောင်ရွက်နေပါတယ်။သဘောထားမှတ်ချက်ပေးရရင်တော့အိန္ဒိယအာမေရဲ့ရက်စက်ရုံမှမှုတွေပါမယ်။ကိုဘကတာဝန်ခံတွေရဲ့ပိုးရွှတ်မှုတွေလည်းပါတယ်။တပ်ဖွဲ့တွေကခံပြင်းတာပေါ့။ဒါပေမဲ့ကုခိုင်တာဝန်ခံတွေညံ့တာလည်းပါတယ်လေ။စိုးမိုးထိန်ချုပ်နေပြီးမြို့နှမြို့ကိုတင်ထားနိုင်တာရှိရတဲ့အနေဘာကြောင့်အိန္ဒိယနယ်စပ်မှာစခန်းချနေရလဲပေါ့။အခုတော့အိန္ဒိယနယ်စပ်ဘက်အဝင်ထွက်တွေလုပ်တာတွေတတိထားနေရပြီ။ ။ NUG အနေနဲ့အိန္ဒိယအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုယုံကြည်ကာတခြားမလိုလားအပ်တဲ့နိုင်ငံချစ်ချည်ရေးကိုထိခိုက်စေမဲ့ကိစ္စတွေ။နေဆက်ဒေသကတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားမပိတတဲ့ဆောင်ရွက်ချက်တွေမပြုလုပ်ဖို့နဲ့အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်အတွင်းမူရည်စေဝါတရားမဝင်ရောင်းဝယ်မှုနဲ့တယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့မြစ်တာရက်ခံထားပါတယ်။ဒီမှာဒီရီပါ။ စကိုင်းတိုင်းရမပင်ခရိုင်ဓာမဆိုင်တက်ရင်28ကိုအမိမဖော်လိုတဲ့လူရှင်တယောက်ကအကြီးကအင်ဂျီအုတ်ထုတ်အစုံ20နဲ့ equipment 18စုံလူဒန်းပေးအပ်ခဲ့လို့ဓာမဆိုင်တက်ရင်28တာဝန်ရှိသူကပြောပါရယ်။ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ကြီထိမှန်မင်းမဲကြီကအုတ်ထုတ်ကြီကအင်ဂျီကြောင့်အသက်မဆုံးရှုံးခဲ့ရတဲ့တော်လန်ရဲဘော်တွေလို့အန်ရဲကင်းနိုင်ဖို့အခုလိုလူဒန်းရတယ်လို့ဆိုပါရယ်။ အလူရှင်ပေးအပ်တဲ့ငွေနဲ့လိုအပ်တဲ့ငွေကိုတရင်အားစိုက်ထုတ်ပြီးကာလတန်ဖိုးမြန်မာငွေ7300တန်ဖိုးရှိတဲ့စစ်ဝတ်တစားတက်ဆင်ပေးကြရတဲ့အတွက်ပီတိဖြစ်ရတယ်လို့ဒါမဆိုင်တရင်28တရင်မှုဖြစ်သူပိုးစွမ်းသူမောင်ကပြောပါရရှင် တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်တာရပွင်ကျေးရွာအုပ်စုကြောက်တောင်ကျေးရွာကိုမေလ22ရက်နေ့မော်လ12နှစ်ခွဲလောက်ကစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှု၃ချိန်လှုပ်ဆောင်ခဲ့ပြီးအရဲသားပြည်သူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဒေသခံပြည်သူတွေစီကနေသိရပါဗျ။တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် Wi-Fi နဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့လို့ဆိုပါဗျ။ စစ်ကောင်စီကအကြောင်းမဲ့ဘုံလာကျဲချင်းရွာသားတွေကလုံခြုံတဲ့နေရာပြေးပုန်းတာကြောင့်ပြည်သူတွေထိခိုက်မှုတော့မရှိကြောင်းနဲ့တခါကျဲရင်၃လုံးလောက်ရှိပြီးတခါကျဲပြီးတိုင်းမှာအပေါ်မှာပြန်ဝဲပြီးတော့ထက်ကျဲကြောင်း၃ချိန်ကျဲပြီးရနဲ့ပိုင်းဖိုင်းနဲ့ရန်တန်းပစ်ခတ်ကြောင်းစစ်ကောင်စီကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဘိတ်ခရိုင်တရင်၃ရဲ့ပြန်ကြားရေးတာဝန်ခံကလည်းပြောပါရရှင်။ မေလ22ရက်နေ့ကနေစတင်ပြီးမြန်မာနိုင်ငံတဝန်းမှာအခြေခံပညာကျောင်းတွေမှာကျောင်းအပ်လက္ခဏာတွေစတင်နေပါတယ်။ဒီလိုကျောင်းအပ်လက္ခဏာချိန်မှာပဲငလျင်ဘေးဒဏ်သင်တဲ့ဒေသကကျောင်းသားမိဘတွေကကလေးတွေကိုကျောင်းပို့ဖို့အတွက်စိုးရိမ်နေကြပါတယ်။မြက်သစင်သတင်းပေးပို့ထားတာပါရှင်။မြန်မာနိုင်ငံတဝန်ရှိအခြေခံပညာကျောင်းအသီးသီးမှာကျောင်းဝင်လက်ခံချင်းများကိုဒီကနေ့2025 2026ပညာသင်နှင်းအတွက်မြန်မာနိုင်ငံတဝန်လုံးကအခြေခံပညာကျောင်းတွေအလုံးဇွန်လ2ရက်နေ့စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းအပ်လက္ခဏာတွေကိုတော့မေလ22ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီလို့စစ်ကောင်စီကကြေညာထားပါတယ်။ဒီလိုကျောင်းအပ်လက္ခဏာနေပေမဲ့လည်းငလင်တန်တဲ့ဒေသတွေမှာကျောင်းတွေထိခိုက်ပျက်စီးထတာတွေရှိနေပြီးနောက်ဆက်တွဲငလင်တွေကလည်းဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ကျောင်းသားမိဘတွေကစိုးရိမ်နေကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကကေလာ၊ရွာမ၊အိုင်တောင်ကြီး၊တဲလဲဦးအင်း၊ဇယက်ကြီးနဲ့နန်းပံကျေးရွာတွေကစာတင်ကျောင်း၅ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလိဒေတာခန်တွေကဆိုပါတယ်။ကေလာနဲ့ဇေယကြီးကြေးရွာတွေမှာကျောင်းခွင့်ချိန်အမီယာယီကျောင်းဆောင်ပြန်လည်တိဆောက်ပေးနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာရှိပါတယ်။အင်းလိဒေတာကကျောင်းသားမိဘတယောက်ကတော့ကလေးတွေကိုကျောင်းပို့ဖို့စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။အင်းလိဒေတာခန်ရဲ့ပြောကြားချက်ကိုတော့ DVP သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။ကျောင်းခွင့်ရင်သူများကလေးတွေကျောင်းတက်ရင်ကိုယ့်ကလေးကိုလည်းကျောင်းထားကြတာပေါ့ဒါပေမဲ့အခုကငလင်ကလည်းမကြခဏလုံးနေတာမျိုးတွေရှိတယ်လေ တိတ်တော့စိတ်မချရသေးဘူးထင်တာပဲဒီလိုစိုးရိမ်မှုတွေရှိတာပေါ့ယာယီចောင်းဆောင်တွေစောင့်နေတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဘလို့အစီအစဉ်တွေနဲ့တော်မလဲတော့မသိပါဘူးငလင်တန်ကြောင့်ထိခိုက်များခဲ့တဲ့မန္တလေးမှာလည်းနောက်ဆက်တွဲငလင်တွေဇက်တိုက်လှုပ်ခတ်နေသေးတဲ့အတွက်ចောင်းဖွင့်ချိန်မှာကလေးတွေကိုចောင်းလှုပ်ဖို့စိတ်မချဖြစ်နေတယ်လို့မိဘတွေကဆိုကြပါတယ်ចောင်းအချိန်တွေမှာကငလင်ကလည်းဇက်တိုက်ရှိနေသေးတာအတွက်စိတ်ချရတာဆိုတော့ဒါကျွန်တော်တို့ စိတ်ချရတယ်လို့ပြောလို့မရဘူးနော်ဘလောက်ပဲအဖောက်အုံခိုင်မာနေရောအဲဆေးဆေးပြီးတော့ဒီကြောင်းရအကျန်ခိုင်မှုရှိပါတယ်ဘလောက်ပဲပြောရောနေကျွန်တော်တို့ဒီဆက်ဆက်ပြောတဲ့ငလျင်ကရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်အဲစိတ်ချရလားဆိုတော့ဒီနေ့မှာကျွန်တော်စိတ်ချရမှာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့လာလက်ရှိကြောင်းတွေလည်းပြန်ဖွင့်တော့မယ်အဲငလျင်အတွက်ကြောင်းတွေမှာဘယ်လိုမျိုးကျွန်တော်တို့ အဲဒီငလင်းနဲ့ပတ်သက်တဲ့အသိပညာပေးအဲကာကွယ်နည်းတို့ဒါမျိုးတွေကျွန်တော်တို့ဘလို့ဆက်ဆောင်ရမလဲဆိုတာဒါအကြောင်းဖွင့်ရင်တော့ဒါမိဘတွေအားလုံးအဲဆက်လက်ဆောက်ကြည့်ရမယ်အရာမျိုးပေါ့နော်ဒါငလင်းရတဲ့စတိုင်းလုပ်နေရတဲ့ဒါမိဘတွေနဲ့အကြောင်းလို့ဖို့တော့နည်းနည်းလေးစိတ်ထဲမှာအဲ feeling တစ်ခုအနေနဲ့တော့ဒါမိဘတိုင်းရှိကြတဲ့အနေထားပေါ့နော်အဲ မိဘတိုင်းဖြစ်နေရှိရတယ်ကြောင်းလှုပ်ဖို့စိတ်မချနိုင်သေးတဲ့အခြေအနေပေါ့နော်ကလေးတွေအနေနဲ့ကလည်းတကယ်လို့ဖြစ်ခဲ့ရင်သူကြောက်တဲ့နေချင်းလှုပ်ပိုင်းဘယ်လိုလုပ်မလဲဆိုတဲ့အားမျိုးတွေပေါ့နော် ပြောနေကြတာလည်းအများကြီးရှိကြတဲ့အနေထားမှာရှိပါတယ်အမဟာစစ်ကောင်စီဩဇာကံသတင်းဌာနတွေမှာငလင်တန်ခန်းစားခဲ့ရတဲ့ဇိုင်းမြို့နယ်ကကျောင်းပေါင်း42ကျောင်းပျက်စီးခဲ့ပြီးကျောင်းဆောင်ပေါင်း135ကျောင်းပျက်စီးခဲ့တဲ့အတွက်ယာယီကျောင်းဆောင်45ကျောင်းဆောက်လုပ်ပေးထားတယ်လို့ကြေညာထားပါတယ် DVB data တင်းကောက်ယူစုဆောင်းထားတဲ့အချက်လက်တွေအရတော့ အင်အားပြည့်စကိုင်းငလင်ကြောင့်ကျောင်းပေါင်း2565ကျောင်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ကျမမြန်သူစင်ပါရှင်။ပဲခူးတိုင်းတောင်ကူမြို့နယ်ကျွန်းကုန်းကျေးရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူကိုမရင်းကျင်ပြီးတပ်ဖြတ်ခဲ့တဲ့အမျိုးသား၂ယောက်ကို မေလ22ရက်နေ့ကတောင်ကူခရိုင်တရားရုံးကတေရန်ကျုံးမိတ်ပေးလိုက်ပါတယ်။ မနေ့ကတောင်ကူခရိုင်တရားရုံးကနေတရားခံသိမ်းထိုက်အောင်ခေါ်တာပုနဲ့စီတူနိုင်ခေါ်မဲ့ရို့ကိုရသက်ကြီးပုံမှ301ကငယ်34အရာစစ်ဆေးပြီးမတိမချင်းကျိုးကွင်းဆွတ်တက်ဖို့အတွက်အမိန့်ချခဲ့တယ်လို့တရားရုံးနဲ့နှိဆက်သူတွေကလည်းသိရပါဗျ။မတ်လ19ရက်နေ့ကတောင်ကူမြို့နယ်ကျုံကုန်းကျေးရွာမြောက်ပိုင်းမှာမိဘတွေအလုတ်သွားနေတော့အိမ်မှာကြံရစ်ခဲ့တဲ့အသက်16နှစ်အရွယ်ကိုရန်ကျောင်းသူကိုတရွာထဲနေအမျိုးသား2ယောက်ကအာဓမပြုကျင့်ပြီး ရရဆက်ဆက်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။တေဆုံသွားတဲ့အကြောင်းသူဟာလိမ္မာရင်ကျေးပြီးပညာရေးထူးချွန်ကမိဘအပေါ်မှာတည်တတ်တဲ့သူဖြစ်တာကြောင့်ရွာကနေနဲ့မြို့ခံတွေပေါင်းပြီးပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုထိရောက်တဲ့ပြစ်ဒဏ်ချရေးအတွက်ကြိုးပမ်းခဲ့ကြပါတယ်ရှင်။စစ်ကောင်စီရဲ့တင်းကြပ်တဲ့ကန့်သက်မှုတွေကြောင့် ပြည်ပအလုံကိုင်းအေဂျင်စီအများစုအားပြည်ပနိုင်ငံတွေစီကိုအလုံသမားတွေစီလုပ်ဖို့အတွက်အခက်အခဲတွေရှိနေပြီးအလုံသမားတွေနဲ့အေဂျင်စီတွေကြားမှာပြဿနာတွေပုံများလာပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားတာပါရှင်။2025ခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာစစ်ကောင်စီကအလုံသမားဝန်ကြီးတဲ့ဦးချစ်စွေကိုခန့်အပ်ပြီးတဲ့နောက်ပြည်ပထွက်အလုံလောက်ကမဲ့အလုံသမားတွေကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်တတ်တာတွေလှုပ်ဆောင်နေပါတယ်။ အထူးသဖြင့်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားတွေကိုပြပထွက်အလုပ်လုပ်ခွင့်ပိတ်တာပြပလို့တမန်တသက်ကံကတ် OWIC ထုတ်ပေးတာကိုကန့်သက်တင်းကျပ်တာတွေလှုပ်ဆောင်နေတာပါပြပထွက်အလုပ်လုပ်ဖို့လူမဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရဖို့လိုတာနိုင်ငံအလိုက်သွားခွင့်ပြုထားတဲ့အလုပ်သမားတွေအတွက်ကန့်သက်တာတွေကြောင့်ပြပအလုပ်ကိုင်အဂျင်စီတွေအနေနဲ့စာချုပ်ချုပ်ဆိုပြီးသားအလုပ်သမားတွေကိုအချိန်မီမပို့ဆောင်နိုင်ပဲငွေကြေးဆုံးရှုံးတဲ့ပြဿနာတွေကြုံနေရတယ်လို့ဆိုပါတယ် AGC ကိုစား TPP သတင်းတောက်ကပြောပြပေးမှာပါ ဆုံးရှုံးတာပေါ့အခုကအမှုတွေပို့ပြီးတော့ဖြစ်လာကြတယ်။ဝန်ကြီးဌာနကဒီလိုမျိုးတွေအမိန့်တွေထုတ်ဒီလိုလုပ်တဲ့အတွက် agency ရောအလုပ်သမားတွေအကုန်ဒုက္ခရောက်ကြတယ်။အထူးသဖြင့်အလုပ်သမားတွေပေါ့ agency တွေကလည်းအကောလုံးတစ်ဖက်ကိုပတ်စံတွေပေးထားတော့ပြန်ပေးလို့မရတော့ဘူးလေ။အလုပ်သမားတွေကိုလည်းအသက်18ကနေ35အထိထွက်ခွင့်ကန့်သတ်ထားတယ်။ထွက်မရဘူးဆိုတော့ပတ်စံပြန်လိုချင်တယ်။ agency ကပြန်မပေးတော့အိမ်မှာရှုပ်ကုန်ရောဒါတွေမဖြစ်သင့်ဘူးဆိုတာအလုပ်သမားဝန်ကြီးဌာနရဲ့ လုံပုံကင်ပုံကိုစစ်ကောင်စီကတည်တင်တယ်။ဝန်ကြီးဌာနထဲမှာတောင်ဒါကိုအဆင်မပြေလို့ဆိုပြီးအလုတ်ထွက်ကြတာရှိတယ်။2024ခုနှစ်အတွင်းပြည်ပထွက်ဖို့အစဉ်စဉ်လောက်ကင်ထားပြီးအစဉ်သေးဖြစ်နေသူတွေ OWIC ကရထားပြီးသူတွေစောင့်ဆိုင်းနေသူတွေတဖက်နိုင်ငံနဲ့အလုတ်စာချုပ်ချုပ်ဆိုထားပြီးဗီဇာရထားပြီးသားသူတွေအကုန်လုံးပြည်ပထွက်ခွင့်ပြုဖို့ AGC တွေကတောင်းဆိုထားတာကြောင့် MOE ရဲ့ဘက်ကဝန်ကြီးဌာနကိုတင်ထားတယ်လို့ဆိုပါရစေ။ ဒါပေမဲ့အလုသမားဝန်ကြီးဌာနဘက်ကတော့ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ဧပြီလကုန်မှာအလုသမားရေတွက်နေတဲ့ချင်းစီကိုပြန်လည်ဆေလွတ်ပင်နေတာလို့ဆိုပါရယ်ဆေလွတ်တဲ့အလုသမားတွေထဲမှာတော့စစ်မှုထမ်းမှုအသက်ကျုံးဝင်နေတဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုတော့ခွင့်ပြုမထားပါဘူး အခုအနေထားမှာတော့ဘယ်သူမှအတိတ်တင်လို့မရဘူးကိုဂျပန်လက်တင်လို့မရစင်ကာပူလက်တင်လို့မရဘယ်သူမှ authorize ကလုတ်ခွင့်ကိုတင်လို့မရဘူးဒါပေမဲ့တို့ကတရုံဝင်မှာတော့ authorize ကလုတ်ခွင့်ကိုပိတ်ထားပါတယ်လို့မကြေညာတော့ဘူးတို့က3လပိုင်း20ရက်နေမှာ authorize ကလုတ်ခွင့်ပြန်ဖွင့်ပြီလို့အဲတစ်ခေါက်မှာပဲကြေညာပြီးတော့တို့ကဖွင့်တယ်လို့ကြေညာထားတယ်ပေါ့နော်အံပိတ်ပါပြီဆိုပြီးတော့ဘယ်သူမှမကြေညာထားဘူးဒါညီမတို့လုံးလုံးနေတဲ့လူတွေပဲညီမတို့သိရပေါ့ပိတ်နေတယ်ဆိုတာညီမတို့အေဂျင်စီကတက်စင်ဘယ်လိုမှဘာမှလုပ်လို့မရဘူးအခုညီမတို့ငုံတို့ထိုင်ဆောင်နေရတာအခုဆိုညီမဆိုနှစ်လပိုင်းထဲမှာထွက်ရမှာကွာ ဒီဝင်ခွင့်ဒိတ်တွေလည်းအကုန်ရပြီးသွားပြီအကုန်လုံးစာရစာနဲ့အကုန်ဆုံးဘာကြီးဒီ override site ကတခုပဲလိုတော့တာဘူးနှစ်လပိုင်းနဲ့ထိုင်ဆောင်နေပြီမှငါးလပိုင်းကုန်တော့မယ်ပေါ့ပြပရမြန်မာလူသမားတွေအနေနဲ့စစ်ကောင်စီထံကိုလဆင်ဝင်ငွေရ200ခန့်တော့အခွန်ဆောင်မှုလိုပြီးအခွန်မပေးတဲ့လူသမားတွေစီရင်မတင်ပြနိုင်ရင် agency ကိုအမည်ပြစင်းသွင်းကပြပကိုလူသမားဆီလုခွင့်ပိတ်ပင်တာတွေလောက်ဆောင်နေပါဗျာ လက်ရှိမှာပြပကိုလုံမဆေလွတ်တဲ့ AGC 6ကျော်ရှိပေမဲ့လုံသားဆေလွတ်ခဲ့တဲ့ AGC 180ကျော်သာရှိတာကြောင့် AGC 100ကျော်ကလိုင်စင်ရယူပြီးအလုံတမမပွန့်နိုင်ဘူးလို့ထုတ်ပြန်ချက်တွေကသိရပါပါခင်ဗျာကျွန်တော်ဇွဲသက်ပါ က်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမရှင်။ယူကရိန်းနိုင်ငံမှာရုရှားကဂျာကန်စုံတစ်ခုဖန်တီးနေတဲ့အကြောင်းရုရှားသမ္မတပူတင်ကသူ့ရဲ့အဆိုအရအဖွဲ့နဲ့ဗီဒီယိုကနေတဆင့်ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲယူကရိန်းနယ်စပ်တလျှောက်မှာလိုအပ်တဲ့လုံခြုံတဲ့ဂျာကန်စုံတစ်ခုဖန်တီးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်တပ်ဖွဲ့ဝင်တွေကိုလည်းဒီတာဝန်ကိုပြီးမြောက်အောင်စူးစမ်းနေပါတယ်လို့ပူတင်ကပြောဆိုထားပါတယ်။ပူတင်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဖုံးပြောပြီးတာနဲ့ကက်စ်ဒေတာကိုအလဲပက်ရောက်ရှိခဲ့ပြီးတဲ့နောက်ရက်အနည်းငယ်အကြာမှာဂျားကန်ဆောင်လုံးမဲ့အကြောင်းပြောဆိုခဲ့တာပါမေလ19ရက်နေ့ဖုံးပြောဆိုမှုအတွင်းမှာတော့နှစ်ဖက်သမ္မတတွေကယူကရိန်းအရေးနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းရေးအကြောင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြထားပါတယ်ဒီလိုဖုံးခေါ်ဆိုမှုနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့ယူကရိန်းအရေးနဲ့ပတ်သက်ပြီးထရမ့်ရဲ့လှုပ်ဆောင်မှုတွေကိုကျေးဇူးတင်တဲ့အကြောင်းပူတင်ကပြောထားပါရှင်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာဂါဇာကမ်းမြောင်ဒေသမှာငတ်မုတ်ခံပါမှုတွေကြောင့်ကလင်းငယ်တွေနဲ့တက်ကြီးရွက်အို29ဦးသေဆုံးခဲ့ရတယ်လို့ပါလက်စတိုင်းကျမ်းမာရေးဝန်ကြီးကသတင်းတောက်တီကိုမေလ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဣသရေလမရှလကရေကဂါဇာကမ်းမြောင်ဒေသကိုစေဝါအစားအစာနဲ့လောင်စာဆီထောက်ပံ့ရေးပစ္စည်းတွေဝင်ရောက်မှုကိုပိတ်ပင်ထားတာကြောင့်ဒီဝန်ရံခံရတဲ့ပါလက်စတိုင်းနှစ်သမသုံးသန်းနေထိုင်ရာဒေသမှာအငတ်ပေးကြုံနေရတဲ့အကြောင်းကိုနိုင်ငံတကာကျွမ်းကျင်သူတွေကသတိပေးထားပါဗျာ နိုင်ငံတကာဖိအားတွေတိုးလာပြီးတဲ့နောက်မှာတော့အစ္စရေးကကန့်သက်ထားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပို့ဆောင်မှုတွေကိုပြန်လည်စတင်ခွင့်ပြုဖို့အတွက်သဘောပူတူပြီးတဲ့နောက်မှာတော့တနင်္လာနေ့မှာထရက်ကားတချို့ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့အင်္ဂါနေ့ညမှာတော့အကူအညီတွေကမဖြန့်ဝေရသေးဘူးလို့ကုလသမဂ္ဂကပြောထားပါတယ်။အကူအညီတွေပြတ်တောက်မှုတွေအပြင်ဂါဇာမှာတိုက်ပွဲတွေလည်းပိုပြီးတော့ပြင်းထန်နေပါတယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဘောလုံးကလောင်ရှင်တွေကချင်းမြင့်ထားတဲ့တနစ်တာပရီးမီးယားလိအကောင်ဆုံးဘောလုံးသမားဆုကိုတော့လီဗာပူးတိုက်စစ်ကစားသမားမိုဟာမက်ဆာလာကဆုခူသွားပါတယ်။ဒီဆုကို၃ချိန်မြောင်ရရှိထားတဲ့ဆာလာကအာဆင်နယ်ကနဝင်တီယာရီအွန်နရီရဲ့စံချိန်ကိုလိုက်မိသွားတာဖြစ်ပါတယ်။ ဒီစုကိုရရှိနိုင်တာကတော့အတိတ်ပဲအများကြီးရှိပြီးကဏ္ဍဝင်ကစားသမားကြီးရဲ့အတူရယူနိုင်တာကဂုံယူစရာဖြစ်တဲ့အကြောင်းကိုဆာလာကပြောသွားပါတယ်။လီဗာပူးအသင်းမှာဆက်ရှိနေမှာဖြစ်သလိုအသင်းနဲ့အတူသမိုင်းတစ်ကိုလည်းရေးထိုးခြင်းပြီးချန်ပီယံလိနဲ့ပရီးမီးယားလိစုဖလားတွေကိုလည်းထပ်မံရယူခြင်းတဲ့အကြောင်းကိုဆာလာကပြောသွားပါတယ်။ဆာလာပွဲစဉ်38အပြီးမှာတော့တွင်းကိုနဲ့ဂိုးဖန်တီမှုစုစုပေါင်းအကြိမ်ရေ46ကြိမ်ထိရှိခဲ့ပြီး Palace နဲ့နောက်ဆုံးပွဲမှာဂိုးပါဝင်ပတ်သက်မှုနှစ်ကြိမ်ရရှိမယ်ဆိုရင်တော့ Any Goals နဲ့ Alanchia ရဲ့48ကြိမ်စံချိန်ကိုကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ FWA ရချင်းမြင့်တဲ့တနစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားစုကိုတော့ Arsenal တိုက်စစ်ကစားသမား Alessia Russo ကရရှိသွားပါရဲ့ရှင်။ ။ DVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီအချိန်သတင်းလေးကိုတိုက်ရိုက်တင်ဆက်ခဲ့ရတာပါ။ည၈နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။